အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စင်တွေမြင်းတွေဘောကနေမြန်မာနိုင်ငံအလံကိုင်းပြီးဓာတ်ပုံရိုက်ခဲ့တာကြောင့်နိုင်ငံသားအထိပါနာမည်ကြီးသွားခဲ့တဲ့မြန်မာနိုင်ငံရဲ့အချောအလှလေးပူအီးဖြူအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်အခုလက်တလော လူမှုကိုရဲ့စာမျက်နှာတွေပေါ်မှာနာမည်ကြီးနေခဲ့တဲ့မတ်ပူအီးဖြူကတော့မြင်းစည်းကြွကျင်လာတဲ့ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်ငယ်စဉ်ကတည်းကမြင်းစည်းရတာကိုဝါသနာထုံတာကြောင့်မြင်းစည်းတာကိုကျွမ်းကျင်ကြင်တက်မြောက်ဖို့ဆရာလေးနဲ့စနစ်တကျ တင်ယူခဲ့ပါတယ်။မြင်းစီးပြိုင်ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးပြီးတော့စုရစိတ်တွေလည်းအများကြီးရရှိခဲ့ဘူးပါတယ်။မပိုးယူကမြင်းစီးဝါဒနာပါလုံးတာကြောင့်လွန်ခဲ့တဲ့လအနည်းငယ်ကနိုင်ငံသားအထိပါသွားရောက်ပြီးတော့မြင်းစီးနေတဲ့တပ်ပုံလေးဗီဒီယိုတွေကိုရိုက်ပြီးတင်ခဲ့ပါတယ်။မပိုးယူရဲ့မြင်းပေါ်မှာရိုက်ထားတဲ့တပ်ပုံလေးဟာလှပသေးသက်လို့တာကြောင့် AI နဲ့ပြုလုပ်ထားတယ်လို့တော့ထင်မှန်မှားခဲ့ကြပါတယ်။မြင်းတကောင်ကိုမိန်းကလေးတစ်ယောက်ကကျွမ်းကျွမ်းကျင်ကျင်စီးနိုင်မှုအတွက်က ခက်ခဲလာပါတယ်။မပူဤဖြူရဲ့ဓာတ်ပုံတွေကမြင်းဆိုရင်ဗဒက်ရက်နေတဲ့မြင်းဖြစ်တာကြောင့်မိန်းကလေးတယောက်အနေနဲ့ပို့ပြီးတော့မဖြစ်နိုင်ဘူးလို့ယူဆလိုက်ပြီး AI နဲ့ပြုလုပ်ထားတယ်လို့ပရိသတ်တွေကထင်မှန်နေကြတာပါ။တကယ်တော့မပူဤဖြူကမြင်းစိနေတဲ့ဓာတ်ပုံကိုမြန်မာနိုင်ငံအလံကိုင်းပြီးရိုက်ချိန်ခဲ့ပေမဲ့နိုင်ငံသားမှာတွားရရတာကြောင့်မြန်မာအလံကိုင်းဆောင်ခွင့်မရခဲ့ပါဘူး။မြန်မာနိုင်ငံမှာတော့ဗဒက်ရက်တဲ့မြင်းမရှိတာကြောင့်နိုင်ငံသားမှာတွားရိုက်ခဲ့ရတာပါ။ဒါပေမဲ့ မြန်မာအလံကန်ဆောင်ခွင့်မရှိတာကိုမတ်ပိုးရှူကမကျေနပ်တာကြောင့်မြန်မာနိုင်ငံမှာလည်းရှူခွင့်အလှတွေရှိတာကိုချားပြကျင်တာကြောင့်မြန်မာနိုင်ငံမှာပဲပြန်ရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်မြန်မာနိုင်ငံမှာဗဒက်ရက်တဲ့မြင်းမရှိတဲ့အတွက်မြင်းအစားတို့ဆင်းနဲ့ရိုက်ကူးခဲ့ရပါတယ်ဒီနေရာမှာလည်းဗဒက်ရက်တွေနဲ့ဆင်းကိုလိုချင်တာကြောင့်အကောင်ကြီးမားတဲ့ဗဒက်ရက်နိုင်တဲ့ဆင်ကြီးကိုရှာဖွေပြီးတော့ရိုက်ကူးခဲ့ရပါတယ်ဗဒက်ရက်တဲ့ဆင်ကြီးပေါ်မှာမြန်မာနိုင်ငံအလံကန်ပြီးတော့ရိုက်ကူးလာတဲ့ မတ်ပိုးဤစုရဲ့တပ်ပုံကအရင်တစ်ခါရိုက်ကူးခဲ့တဲ့ငင်းနယ်ပုံထက်တောင်မှပိုပေါက်သွားခဲ့ပြီးတော့နိုင်ငံသားအထိပါပေါက်ရောက်သွားခဲ့ပါတယ်။မတ်ပိုးဤစုရဲ့စင်စည်းနေတဲ့ပုံစံနဲ့နောက်ကရှုခင်းတွေကသဟစာတာဖြစ်လို့နာကြောင့်ကြီးရတဲ့သူတွေအတွက်လည်းမျက်စိပသာသာဖြစ်စေခဲ့ပါတယ်။မတ်ပိုးဤစုရဲ့ရွယ်ချက်ကမြန်မာနိုင်ငံရဲ့တဘာဝအလှတရားကြီးကိုနိုင်ငံတကာသိအောင်ပြသချင်တာကြောင့်ရိုက်ကူးခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့သူ့ရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်လာခဲ့ရပါတယ်။မပိုးရှူရဲ့ ဆင်စည်းနေတဲ့တပ်ပုံတွေဟာတရုတ်ပြည်အထိပါပြန့်နှံ့သွားပြီးတော့လူတကာရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဇင်ကြီးဘဝမြန်မာနိုင်ငံအလံကြီးကိုကိုင်းပြီးတော့ရဲဝန်သာထိုင်နေတဲ့ပုံကတကယ်ကိုလှပတည်သက်လွန်နေခဲ့တာပါ။အဲဒါကြောင့်အချို့တွေကအဲ့ဒီတပ်ပုံကိုလည်း AI လို့ပဲထင်မှန်မှားခဲ့ကြပါတယ်။မင်းလေးတယောက်အနေနဲ့ဗဒက်ရက်နေတဲ့ဆင်ွေမြင်းတွေကိုကောင်းမွန်စွာထိန်းချောင်းဖို့မဖြစ်နိုင်ဘူးလို့ပဲထင်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လဲမပိုးယူက AI မဟုတ်ပဲတကယ်လက်တွေ့ ရိုက်ကူးခဲ့တာဖြစ်ကြောင်းကိုအင်တာဗျူးတွေမှာရှင်းပြလာခဲ့ပါတယ်။ဒါပေမဲ့ AI လို့ထင်ရင်လည်းစိတ်မဆိုးကြောင်းအရန်လားလို့အဲ့လိုထင်တာလို့ယူဆလိုက်ကြောင်းကိုလည်းရေရေမောမောနဲ့ပြောခဲ့ပါသေးတယ်။မပူးရှူကမြမပတ်ဝန်းကျင်ရှုခင်းအလှတွေကိုနိုင်ငံတကာသိအောင်ဖော်ပြပေးနေတာဖြစ်လို့နောက်ပိုင်းတွေမှာလည်းဒီလိုပုံတွေထပ်ရိုက်ဖို့ရှိကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။တိတ်မကြခင်မှာလည်းပကံမှာနန်းဝန်းနန်းစားတွေနဲ့ဘယင်မတပါလို့ရိုက်ကူးဖို့ရှိနေတာဖြစ်ပြီးတော့ မွေတွေနဲ့လည်းရိုက်ကူးဖို့ရှိနေပါသေးတယ်မြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်အလှတွေကိုချပြကျင်တာကြောင့်ဗရက်ရက်တဲ့စင်နေမြင်းတွေပေါ်မှာမြန်မာနိုင်ငံအလှန်ကန်ပြီးစူးစမ်းရိုက်ကူးခဲ့တဲ့မတ်ပိုးကြီးဖြူပေါ်မှာရောပြည်သက်တို့ရဲ့အမြင်တွေကိုပြောပြခဲ့ကြပြပါအောင်ဗျာ